င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အယွင်းကြီးနဲ့စစ်ရေးနိုင်ငံရေးအရာပူပေါင်းတာမျိုးမန္တလေးနဲ့တောင်ကြီးကိုထိုးစစ်ဆင်တိုက်ခိုက်တာမျိုးပြုလုပ်ဖို့မရှိပေမဲ့မိမိကိုကိုခုခံကာကွယ်ခွင့်မူကိုဆက်လက်ဆွဲကင်ထားမှာဖြစ်တယ်လို့ MNDA ကတရားဝင်ကြေညာလိုက်ပြီးဒါဟာမြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေအပေါ်တရုတ်ရဲ့ PR အလွန်ကြီးမားနေတာဖြစ်တယ်လို့လည်းမြောက်ပိုင်းမဟာမိတ်၃ဘွဲ့နဲ့နှီးစက်တဲ့ဒရင်ရှိမိကဆိုပါတယ် DNLA သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုအကြက်ဖက်စစ်ကောင်စီကဒီကနေ့စက်တင်ဘာလ16ရက်နေ့မနက်အစောပိုင်းမှာပဲလေနဲ့လာပြီးဘုံကျဲချမှုကြောင့်နေအိမ်တွေထိခိုက်ပျက်စီးထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အယူဂျီနဲ့စီရေးနိုင်ငံရေးအရပူပေါင်းတာမျိုးမန္တလေးနဲ့တောင်ကြီးကိုထိုးစစ်ဆင်တိုက်ခိုက်တာမျိုးပြုတ်လို့ဖို့မရှိပေမဲ့ မိမိကိုကိုခုခံကာကွယ်ခွင့်မူကိုဆက်လက်ဆွဲကင်ထားမှာဖြစ်တယ်လို့ MNDA ကတရားဝင်ကြေညာလိုက်ပြီးဒါဟာမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအပေါ်တရုတ်ရဲ့ဖိအားအလွန်ကြီးမားနေတာဖြစ်တယ်လို့လဲမြောက်ပိုင်းမဟာမိတ်သုံးဘွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောထားပါတယ် MNDA ရဲ့ထုတ်ပြန်ကြေညာချက်မှာတော့အယုန်ကြီးနဲ့စည်ရေးနိုင်ငံရေးအရာပူပေါင်းတာမျိုးမန္တလေးနဲ့တောင်ကြီးကိုထိုးစစ်ဆင်တိုက်ခိုက်တာမျိုးကိုပြုလုပ်ဖို့မရှိပေမဲ့ MNDA အနေနဲ့ကမိမိကိုကိုခုခံကာကွယ်ခွင့်မူကိုတော့ဆက်လက်ဆွဲကင်သွားမယ်အကြောင်းတွေ့ နိုင်ငံရဲ့အာဏာကိုလူယူတာမျိုးနိုင်ငံကနေခွဲထွက်သွားတာမျိုးတွေလည်းလုံမှာမဟုတ်သလိုလက်ရှိမြမအကြက်တဲကိုတရုတ်ကဂျာဝင်ဖြည့်ရှင်းပေးဖို့အကြောင်းအရာတွေပါထည့်သွင်းပြောဆိုထားပါတယ်ဒီထုတ်ပြန်ကြေညာချက်ကိုတရုတ်ဘက်ကရှမ်းမြောက်အရေးထုတ်ဖို့ပြောဆိုအပြီးရက်အနည်းငယ်အကြာစက်တင်ဘာလ၄ရက်နေ့က MNDAA ကနေပထမအကြိမ်ထုတ်ပြန်ခဲ့ပေမဲ့မိနစ်ပိုင်းအတွင်းပြန်လည်ဖြုတ်ချသွားပြီးတဲ့နောက်အခုစက်တင်ဘာလ၁၈ရက်နေ့မှာဒုတိယအကြိမ်ထပ်မံထုတ်ပြန်လာတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီး လက်ရှိတရုတ်နိုင်ငံဘက်ကမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲ့အပေါ် PR တွေကြီးကြီးမားမားပေးနေပြီ။နေဆက်ဂိတ်တွေကိုလည်းတစ်ဖက်သက်ပိတ်ပင်ဓာတ်တွေလှုပ်ဆောင်နေသလိုတရုတ်က PR ပေးတာထက်ချင်းချောက်တဲ့အခြေအနေအထိပါရှိနေပြီ။တရုတ်ရဲ့ပြင်းထန်တဲ့ PR တွေဟာမြောက်ပိုင်းလက်နက်ကိုင်အဖွဲ့အားလုံးအပေါ်တက်ရောက်မှုတွေရှိနေတယ်လို့လည်းမြောက်ပိုင်းညီနောင်သုံးဘွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောထားပါတယ်။တစ်ဖက်မှာလည်းတရုတ်အာဏာပိုင်တွေဘက်ကစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA တပ်တွေကိုလည်း ထိုးစစ်တွေမရက်ရင်ကြောက်ရွံ့အောင်ဆုံးမမယ်ဆိုပြီးတော့ပါစာပို့ချင်းချောက်ခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့ DNL သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုအကြံဖတ်စစ်ကောင်စီကဒီကနေ့စက်တင်ဘာလ19ရက်နေ့မနက်အစောပိုင်းမှာပဲလေနဲ့လာပြီးဘုံကျဲချမှုကြောင့်နေအိမ်တွေထိခိုက်ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ဘူတာရက်ကွက်အကွက်1နေမြေ၄ကိုအကြံဖတ်စစ်ကောင်စီတပ်ကဒီကနေ့စက်တင်ဘာလ19ရက်နေ့မနက်အစောပိုင်းမှာပဲ ဝိုင်တွန်းလင်းနဲ့ဘုံလာကျဲသွားတယ်ဆိုပါတယ်အဲ့ဒီလိုဘုံလာကျဲတဲ့အချိန်လင်းတန်းကအရန်ကိုစူညံနေအောင်ကြားရပြီးမှဘုံရှစ်လုံးကျဲသွားတာဖြစ်တယ်လို့လူတွေကတော့ဘုံကိုကျင်းတဲ့ဘုံတန်ခံနိုင်တဲ့နေရာတွေမှာပြောင်းရွှေ့လိုက်တဲ့အတွက်လူထိကိုက်မှုမရှိပေမဲ့နေအိမ်တွေတော့ထိကိုက်ပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်းပါဝင်သူတို့လက်လွတ်လိုက်ရတဲ့နေမြေတွေကိုပြန်လည်သိမ်းယူမယ်ဆိုတဲ့စီမံချက်အနေနဲ့ရန်တိုင်းမင်းစစ်စင်ရေးဆိုပြီးအဲ့ဒီနေမြေတွေကို လေရင်နဲ့ဘုံကျဲတာတွေတောက်လျှောက်လှုပ်လာတာဖြစ်တယ်လို့လည်းသိရပါလိမ့်မယ်တစ်ဖက်မှာတော့ရန်ကုန်တိုင်းကမော်ဘီလေတက်ကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ deck shadow ရဲဘော်တို့ဦးဖမ်းဆီးခံလိုက်ရတယ်လို့ deck shadow အဖွဲ့ရဲ့တာဝန်ခံရဲဘော်ပန်တာကရန်ကုန်ခေတ်တိကိုပြောပါတယ်စက်တင်ဘာလ15ရက်နေ့ညပိုင်းကပဲပြည်သူတွေရဲ့နေအိမ်တွေနဲ့စစ်ဘေးရှောင်စခန်းတွေကိုနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့မော်ဘီလေတက်စခန်းကို ဒက်ရှဲလိုအဖွဲ့ရဲ့စစ်စင်ရေးအဖြစ် short tight down နဲ့ပြစ်ခတ်တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့တယ်ဆိုပါလေအဲ့ဒီချိန်ဒက်ရှဲလိုရဲဘော်နှစ်ဦးဟာအကြံဖက်စကောင်းစီတက်ကဖမ်းဆီးတာကိုခံလိုက်ရတဲ့အတွက်စစ်စင်ရေးမှာပါဝင်တဲ့တခြားရဲဘော်တွေပါပြန်ဆုတ်ခဲ့ရပြီတခြားစစ်စင်ရေးကတာဝန်ကျရာနေရာတွေမှာပြောင်းရွှေ့တာဝန်ထက်ဆောင်နေတယ်လို့လဲဒက်ရှဲလိုအဖွဲ့ရဲ့တာဝန်ခံရဲဘော်ပန်တာကပြောထားပါတယ်ခင်ဗျဒီတခါမွန်ပြည်နယ်ဘက်မှာတော့တန်ဖြူစရက်မြို့နယ်ကအတွင်းစခန်းကြီးခြေရွာနဲ့ရဲတကွန်ခြေရွာအကြားမှာ အချမ်းပတ်စကောင်းစီတက်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတက်တွေကကြပြတ်တက်ခဲ့မှုအတွေ့စေကောင်းစီတက်သား၅ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်ပြီလို့တောင်ညိုစစ်ကြောင်းရဲ့တာဝန်ရှိသူတူကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်စနေမလာ၁၆ရက်နေ့ကပဲတန်ဖြူဇရက်မြို့နယ်ကအတွစ်စကန်ကြီးကျေးရွာနဲ့ရဲတကွန်ကျေးရွာအကြားစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချမ်းပတ်စကောင်းစီတက်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတက်တွေက၃ချိန်ဇက်တိုက်ကြပြတ်တိုက်ခိုက်ချေမှုငယ်တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုတွေအတွင်း အကြံပတ်စစ်ကောင်စီတပ်သား၅ဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့လည်းတောင်းညို့စစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါမန္တလေးတိုင်းဘက်မှာတော့ပြည်ကြီးတကုံမြို့နယ်ရွာတစ်ကလေးခြေရွာကမြို့သားအယောက်20ကျော်ကိုအကြံပတ်စစ်ကောင်စီတပ်ကတပ်သားအသစ်ဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်စက်တင်ဘာလ16ရက်နေ့ကပဲ မန္တလေးတိုင်းပြည်ကြီးတကွမြို့နယ်ရွာတကလေးကျေးရွာကအမျိုးသားအယောက်20ကျော်ကိုရံပတ်စကောင်းစီတက်တဲ့ကျေးရွာအုပ်ချုပ်ရေးမှုအဖွဲ့တွေပူးပေါင်းပြီးအတင်းအဓမ္မဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့အထက်မှာလူကြီးလူလက်လူငယ်အရွယ်ဆုံးအမျိုးသားအယောက်20ကျော်ပါသွားပြီးအဲ့ဒီလိုဖမ်းဆီးတဲ့အဖွဲ့တွေထဲမှာစကောင်းစီတက်တဲ့အတူကန်ကြီးကုန်းကျေးရွာအုပ်ကြီးတင်မိုးဝင်းနဲ့ပူးပေါင်းအဖွဲ့တွေလည်းပါလာတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ တပတ်ကမန္တလေးတိုင်းအမရပူရမြို့နယ်မှာလေရွှေကျက်ရဲ့အုပ်စုအတွင်းကဗဒမြရွာတိရကန်းတော်ခဝါတော်နဲ့တပြေးတန်းရက်ကွက်၅ခုမှာဆိုရင်ရကျေးအုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေကစစ်မှုထမ်းကိစ္စကိုအကြောင်းပြပြီးစစ်သားတွေအဖြစ်အခေါ်မခံခြင်းရင်သူတို့ကိုပတ်စံပေးရမယ်ဆိုပြီးတော့တအိမ်ကုန်ငွေကျပ်သိန်းနဲ့ချီလိုက်တောင်းနေတယ်လို့လဲဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ Chishu P.K.